ခမ ्या ဟာအလုတ်ကြိုးစားတယ်။ဒါပေမဲ့ရီမန်းချက်တွေစီမရောက်ပဲပိတ်မိနေတယ်လို့ခံစားနေရလား။ဒါဟာခမ ्या ရဲ့စီကံအားနဲ့ချက်ကြောင့်မဟုတ်ဘူး။ပြဿနာကခမ ्या ရဲ့ပတ်ဝန်းကျင်နဲ့အကျင့်ဆိုးတွေကြောင့်ပဲ။အောင်မြင်မှုဆိုတာပိုပြီးထဲ့တာပိုပြီးလှုပ်ဆောင်တာမဟုတ်ဘူး။မလိုအပ်တဲ့အရာတွေကိုရဲရဲဝံ့ဝံ့ဖျက်တောက်တာဖြစ်တယ်။ဒီနေ့တင့်ဘဝကိုအောက်ကိုဆွဲချနေတဲ့အရာ၃ခုကို ဘလို့အပီးတိုင်ဖြတ်တောက်မလဲဆိုတာလေ့လာကြည့်ကြမယ်၁အစိတ်အတော့ဖြစ်စေတဲ့သူများအစိတ်အတော့ဖြစ်စေတဲ့သူများကိုဖြတ်ပါခမည်းရဲ့အိမ်မက်တွေကိုလောင်ပြောင်သူအမြဲတမ်းအဆိုးမြင်သူခမည်းရဲ့စွမ်းအင်ကိုစုပ်ယူသူတွေကိုရှောင်ပါသူတို့ဟာတင့်ရဲ့အောင်မြင်မှုခီးလန်းရဲ့အကြီးဆုံးအတားဆီးပါပဲရဲရဲဝုံဝုံဖြတ်တောက်ပါနှစ်တက်တောင်တက်တာနေရာများကိုဖြတ်ပါအမြဲတမ်း အချိန်ဖြုံးနေကြအပြင်းထူစေတဲ့နေရာတွေကနေရုန်းထွက်ပါတိုးတက်မှုဟာတင့်ရဲ့ comfort zone အပြင်ဘက်မှာရှိနေတယ်ခမရရဲ့ပတ်ဝန်းကျင်ကို အလုတ်လုတ်ချင်စိတ်ကိုပေးတဲ့နေရာအဖြစ်ပြောင်းလဲလိုက်ပါ၃နေ့စဉ်အကျင့်စိုးများကိုဖျက်ပါဥပမာရည်ရွယ်ချက်မရှိဘဲ social media ကြည့်ခြင်းအလွန်အကျွံအိပ်စက်ခြင်းစိတ်ပါလက်ပါငွေသုံးဖြုံးခြင်းနေ့စဉ်လုပ်တဲ့တင်းငယ်တဲ့အကျင့်စိုးတွေကတင့်ရဲ့အိမ်မက်တွေကို လူရက်နေတာပါအဲ့ဒီအကျင့်ဆိုးတွေကိုအားနဲ့ချက်လို့သတ်မှတ်ပြီးစီကန်းချက်နဲ့အစားထိုးလိုက်ပါအခုပဲတာဝန်ယူပါတင့်ကိုအောင်မြင်မှုစီမရောက်စေတဲ့အရာသုံးခုကိုရရဲ့ဝုံဝုံဖြတ်တောက်လိုက်ပါဖြတ်တောက်ခြင်းဟာဆွဲအားတစ်ခုပါပဲဒီဗီဒီယိုကတင့်ကိုတွန်းအားပေးတယ်ဆိုရင် like လုပ်ပြီးနောက်ထပ်စိတ်တက်ခွန်အားဗီဒီယိုတွေအတွက် subscribe လုပ်ထားပါဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။